င်္ဂလာပါဒီနေ့မနေ့မှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ်ခွန်အားယူဖို့ညီကိုမောင်နှမများအားလုံးကိုကျေးဇူးပါတယ်ဒီနေ့ကျွန်တော်တို့ခစ်ကြီးကိုကြည့်မယ်ဆိုရင်လူတွေဟာမြင်ရတဲ့အရာ၊ကင်သွယ်လို့ရတဲ့အရာဝတ္ထုတွေကိုပဲတန်ဖိုးထားကြအတွင်းစိတ်သဘောနဲ့ဝိညာဉ်ရေးရအသက်တာကိုတန်ဖိုးမထားပဲလစ်လျူရှုလာကြတာကိုတွေ့ရပါဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ကတော့ကျွန်တော်တို့ရဲ့စိတ်နှလုံးကိုအသစ်ပြုတ်ပြင်ပြီးတန်ရှင်းသောဝိညာဉ်တော်၌ရှောင်လန်းတတ်ဖို့လိုအပ်ပါတယ် ကျွန်တော်မိကုံးလေးတစ်ခုမေးချင်တာကတော့သင်ဟာဖျားသခင်စိတ်ကျေနပ်ဖို့အတွက် ပညာတရားတွေကိုလိုက်ပြီးစ조사စောင့်ထင်းရင်ပင်ပန်းနေသလားဆိုတာပါပဲတရင်ကောင်းကတော့ကျွန်တော်တို့ဟာပညာတရားကိုစောင့်ထင်းခြင်းဆိုတဲ့ပြင်ញင်တရားဟောင်းအောက်မှာမရှိတော့ပဲဝိညာဉ်တော်နောက်လိုက်ခြင်းဆိုတဲ့ပြင်ញင်တရားသစ်အောက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်ဒီနေ့မှာတော့ဒီပြင်ញင်တရားသစ်ကကျွန်တော်တို့ကိုဘလို့လွတ်မြောက်စေခဲ့တယ်လဲဆိုတာဝင်ကကြွားခြင်းပါတယ်ပထမဆုံးအချက်ကပြင်ញင်တရားဟောင်းမှာပြင်ញင်တရားသစ်တို့ကူးပြောင်းခြင်းဖြစ်ပါတယ် ချစ်တော်ညီကိုမောင်နှမတို့ပထမဆုံးကျွန်တော်တို့တတိထားရမှာကဘုရားသခင်ဟာကျွန်တော်တို့နဲ့ဆက်ဆံပုံကိုပြောင်းလဲလိုက်ပါပြင်းရင်တရားဟောင်းတော့ကဘုရားသခင်ကကြောက်ပြားပေါ်မှာပြညတ်တရားတွေကိုရေးပေးခဲ့တယ်ဒါကိုလုပ်ရင်အသက်ရှင်မယ်မလုပ်ရင်သေမယ်ဆိုတဲ့ပုံစံပေါ့ဒါပေမဲ့ပြင်းရင်တရားတစ်ကိုတော့ဘုရားသခင်က Prophet Jeremiah ကတဆင့်ဂတိပေးခဲ့ပါ ငါဤပိညာတရားကိုသူတို့အတွင်းထဲသို့တွင်းမိသူတို့နှလုံးပေါ်မှာရေးထားမိငါသည်သူတို့ဤဖျားဖြစ်မိသူတို့သည်လည်းငါဤလူဖြစ်ကြလိမ့်မည်အရင်ကလိုအပြင်ပန်းစီမင်းစည်းကမ်းတွေကိုလိုက်နာရတာမဟုတ်တော့ပဲဖျားသခင်ကကျွန်တော်တို့ရဲ့စိတ်နှလုံးသားထဲမှာသူ့ရဲ့တရားတွေကိုရေးသားပေးလိုက်ပြီဖြစ်ပါတယ်လူတယောက်ကဖျားသခင်အကြောင်းကိုတင်ပေးမှသိရတာမျိုးမဟုတ်တော့ပဲလူတိုင်းဟာဖျားသခင်ကိုကိုယ်တိုင်ကိုကြသိကြွန်းခွင့် င့်ရလာပါပြီ။ဒါဟာပြင်ញင်တရားသိရဲ့ထူးခြားချက်ဖြစ်ပါတယ်။ဒုတိယအချက်ကတော့ပြင်ញင်တရားသိဤဖြန့်ဖြေးသူသည်သခင်ယေရှုခရစ်တော်ဖြစ်ပါတယ်။ဒါဆိုရင်ပြင်ញင်တရားသိကိုကျွန်တော်တို့ဘလို့ရရှိခဲ့တယ်လဲ။ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုကြောင့်ရတာလား။မဟုတ်ပါဘူး။သခင်ယေရှုခရစ်တော်ရဲ့အသွေးတော်အဖြစ်ရရှိတာဖြစ်ပါတယ်။ ကိုရောကခွက်ကိုယူ၍ဤဒီကလူများတို့၏အပြစ်ကိုလွတ်စေခြင်းကတွန်းလောင်းသောပရိညင်တရားတင့်နဲ့ဆိုင်သောငါဤအသွေးဖြစ်၏လို့မိန့်တော်မူခဲ့ပါစာချုပ်အစ်တစ်ခုချုပ်လိုက်ရင်စာချုပ်ဟောင်းကပြက်ပြဲသွားတယ်လို့ပဲသခင်ယေရှုခရစ်တော်ဟာပရိညင်တရားတဲ့ဖြန့်ပြေသူအဖြစ်အသေးခံခြင်းအဖြစ်ပရိညင်တရားဟောင်းကိုပရိညင်တရားအစ်တစ်နဲ့လုံးဝအစားထိုးလိုက်ပါပြီဒါကြောင့်ကျွန်တော်တို့ဟာအပြစ်စီရင်ခြင်းအောက်မှာမရှိတော့ဘဲဖျားသခင် င်ရဲ့ကျေးဇူးတော်အောက်ကိုရောက်ရှိနေခြင်းဖြစ်ပါတယ်တတိယအချက်အနေနဲ့ဝိညာဉ်တော်၌ရှောက်လန်းခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဘလို့အသက်ရှင်ရမလဲဖယားသခင်ဝိညာဉ်တော်ဆောင်ရွက်ရာသို့လိုက်တော်သူများသည်ဖယားသခင်ဤသားဖြစ်ကြ၏ကျွန်တော်တို့ဟာဇာတိပဂတိအတိုင်းအသက်ရှင်ရမယ့်သူတွေမဟုတ်ပါဘူးဇာတိပဂတိအတိုင်းအသက်ရှင်ရင်တည်ခြင်းကိုရောက်ပါလိမ့်မယ်ဒါပေမဲ့ဝိညာဉ်တော်အတိုင်း ရှောက်လန်းမယ်ဆိုရင်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့သားသမီးတွေအနေနဲ့အဘအဘလို့ခေါ်ခွင့်ရပြီးဘုရားသခင်နဲ့ယဉ်နီကျောင်းဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။အခရာတင်သော တရားသည်တည်ခြင်းကိုဖြစ်စေတတ်၏။ဝိညာဉ်တရားမူကအသက်ရှင်ခြင်းကို ဖြစ်စေတတ်၏။ဒါကြောင့်ညီကိုမောင်တို့ဘာသာရေးစီးမင်းတွေအောက်မှာကြောက်ရွံ့ခြင်းနဲ့အသက်မရှင်ပါနဲ့တော့။တန်ရှင်သောဝိညာဉ်တော်ရဲ့ဥဆောင်မှုနောက်ကိုလိုက်ပါ ကိုရောကတင့်ကိုလမ်းပြပါလိမ့်တင်ဟာကိုကိုကိုအာကိုပြီးယုံကန်စရာမလိုတော့ပါဘူးဖျားသခင်ကိုယုံကြည်ကိုးစားလိုက်ပါဒီကုန်းချုံအနေနဲ့ပြောချင်တာကကျွန်တော်တို့ဟာခစ်ဟောင်းမှာကြံရစ်ခဲ့တဲ့သူတွေမဟုတ်တော့ပါဘူး။သခင်ယေရှုခရစ်တော်ပြုပေးခဲ့တဲ့အမှုကြောင့်လွတ်ချင်းခွင့်ပြင်းရင်တရားသစ်ခစ်ကိုရောက်ရှိနေပါ။ယောမဩဝါဒစာခန်းကြီး၈အငယ်၁မှာပြောထားသလိုသခင်ယေရှုခရစ်၌တည်သောသူတို့သည်အပြစ်စင်ခြင်းနဲ့ကင်းလွတ်ကြ၏။ ဖယောင်းသခင်ကတင့်ကိုဘာသာရေးစည်းကမ်းတွေနဲ့ချီနှောင်ထားခြင်းလားမဟုတ်ပါဘူး။သူ့ရဲ့မေတ္တာတော်၊သူ့ရဲ့ဝိညာဉ်တော်နဲ့တင့်ကိုလွတ်မြောက်စေပြီးသူ့ပုံတရံနဲ့အညီနေ့တိုင်းပြောင်းလဲစေခြင်းသာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့အားနည်းချက်တွေကိုကြည်ပြီးစိတ်ပြတ်မနေပါနဲ့။တင့်စိတ်နှလုံးထဲမှာကိန်းဝတ်တဲ့ဝိညာဉ်တော်ကိုအားကိုးပြီးယုံကြည်ခြင်းနဲ့ရှေ့ဆက်ကြပါစို့။ဒီချိန်မှာဆုတောင်းခြင်းနဲ့ဘုရားသခင်ရှေ့ကိုတိုးဝင်ကြရအောင်။ ကျွန်တော်တို့အထဲမှာငါကတိတ်အားနေတယ်ဖယားသခင်ရဲ့ပြညတ်တော်တွေကိုမလိုက်နာနိုင်ဘူးအပြစ်ရှိတယ်လို့ခံစားနေရတဲ့ဆိုတဲ့သူတွေရှိပါသလားဓမ္မမဟုတ်ဘာသာရေးရဲ့ဝန်ထုတ်ဝန်ပိုးအောက်မှာပင်ပန်းနေတဲ့သူတွေရှိပါသလားပြင်းရင်တရားတစ်ကတင့်အတွက်ဖြစ်ပါတ တခင်ယေရှုခရစ်တော်ကတဲ့အပြစ်တွေကိုခွင့်လွတ်ပြီးပြီးတဲ့အပြစ်တွေကိုနောက်တဖန်မအောင်မေ့တော့ဘူးလို့လည်းပြောထားပါတယ်။ဖျားသခင်ရဲ့ဝိညာဉ်တော်ဦးဆောင်ခြင်းကိုခံယူခြင်းနဲ့ကြောက်ရွံ့ခြင်းစိတ်မဟုတ်ပဲသာသမီအရာ၌ဖျားသခင်ကိုကိုးကွယ်ခြင်းနဲ့ဆိုရင်ဒီအချိန်မှာတဲ့ရဲ့စိတ်နှလုံးကိုဖွင့်ပြီးကိုရောကျွန်တော်ကိုဝိညာဉ်တော်အဖြစ်ဦးဆောင်တော်မူပါလို့ဆုတောင်း ဆက်ကပ်ကြပါစို့ကိုရောရှင်ဖျားဤနေရာတွင်ရှိသောသာသမီများအားလုံးကိုပြင်းရင်တရားသိဤကောင်းကြီးမင်္ဂလာများခံစားရသော အခွင့်ပေးသနာတော်မူပါပညတ်တရားဤချီနှောင်ခြင်းမှလွမြောက်စေ၍ဝိညာဉ်တော်ဤလွတ်လပ်ခြင်းအဖြစ်အသက်ရှင်စေတော်မူပါ သခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ဆုတောင်းဆက်ကပ်ပါ၏အာမင်